တကြားပါကျွန်တော်ဘာမှတိတ်မလို့လေရဘူးကြံဒီတကြားဒီနှစ်တိုင်းမှလည်းကျွန်တော်တိတ်ပြီးတော့လေတာပြည့်တယ်ဆိုတာကျွန်တော်မရှိဘူးဒါမှဒီနေ့တကြားမှာတော့ချက်နေမှာတော့ကျွန်တော် PCD လေးတပုတ်သွားရိုက်တယ်အဲ့ဒါရဲကျွန်တော်ရိုက်ထားမှာကျွန်တော်သမီးလေးရိုက်တယ်သမီးနဲ့ပြောနှင်းတရာလို့ခေါ်တယ်သူကအခုမှဟွာဖြေထားလေ Grade 12ဖြေထားတာသူကလာပါတိုက်တွန်းစရာမလိုသူကသူရိုက်မယ်ငယ်မဟုတ်ပြီးအောင်ငယ်မရဘူးတဲ့စိတ်ဝင်စားဘူးတဲ့ င်္ဂလာဘုရားဟုတ်ကဲ့ကပ္ပဆရာကြီးဦးကျော်ကြီးကျော်ကနေပြီးတော့လူရှိတယ်တဲ့သိပြူမှားတဲ့အလာခဲဆိုရင်လာရတာလာတော့ဒီကျတော့လူဆိုးကလာတာဘာမှကိုယ်လည်းသိမသိဘူးအဲသွားနေတော့အဝေးရောက်တိုင်းရှိပြည်ရှိလူရှင်နေနဲ့ဒီမှာရှိသောလူရှင်သောပုံကိုယ်တွေနောက်ပြကြတော့အဲဒီဟိုရုပ်ရှင်ရဲ့တက်ကြီးဒုံတော်ဝုရှင်တဲ့သူတွေကအလူလောက်ပြတာဆိုသိရပါတယ်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဒါတော့လေပြောမယ်ဆိုရင်ជីနူးကတော့ပေါ့ជីနူးပီတိပြင်းမိတာပေါ့တကြပါကျွန်တော်ဘာမှသိမလို့လဲဟုတ်ကဲ့ ပြော့တကြံလေးတကြံလေးနှစ်တိုင်းပေါ်လေကျွန်တော်တိတ်ပြော့လေတာပြော့လေဆိုတာကျွန်တော်မရှိဘူး။ဒါပေမဲ့ဒီနေ့တကြံမှာတော့ချက်နေမှာတော့ကျွန်တော် PCD လေးတပုတ်သွားရိုက်တယ်။အဲ့ဒါရဲကျွန်တော်ရိုက်ထားမှုကျွန်တော်သမီးလေးရိုက်ပြော့ကျောင်းတငယ်ချင်းဒရိုက်တာသူတို့ရိုက်ကြတာမှုကျွန်တော်ကလိုက်သွားအဲ့ဒါဒီသွားတော့ဟောတိ ਊ ဆောင်မင်းမီးနေရပေါ့လေ။ဟောသမီးနဲ့ပြောတော့နှင်းတရာလို့ခေါ်တယ်။အနုပညာဝန်သားပါပါပေါ့။ပါလို့လည်းသူဝင်ရိုက်တာပေါ့။သူရိုက်မလားဆိုတော့ရိုက်မယ်တဲ့။အဲရိုက်မယ်ဆိုရင်ရိုက်တာပေါ့။သူဝန်သားပါတိုက်တွန်းစရာမလိုသူကသူရိုက်မယ်။ငယ်ဘာကိုပြောရအောင်ငယ် မြန်ယူတဲ့စိတ်ဝင်စားဦးတယ်။ဟောစိတ်ထဲမှာတော့ဘာလို့လဲသူဝန်တာပါအလုပ်ကို तू တကယ်ပဲသူသားပါသားလုပ်တယ်ဆိုတော့ဂျင်းတတ်ပါတယ်။ तू ကအခုမှဟွာဖြေထားလေ Great Dwarfs ဖြေထားတာလေ။အဲဖြေထားတော့ तू အဲ့မဖြေခင် तू တငယ်ချင်းတွေကသူတွေက K-pop တွေပုံစံမျိုးလိုက်လိုက်ပြီးကကြတယ်သူတို့အုပ်စုတွေလေ။ငယ်သေးတဲ့သူတို့အုပ်စုတွေရှိတယ်။အဲသူတို့ကကြတယ်အားကြောင့်။အဲ့ဒါတော့သိတယ်။ကိုကတော့ကြည်လည်းမကြည့်ပါဘူး။သိလည်းမသိဘူး။အဲသူကကြဆိုတော့သိတယ်။သမီးလေးကဘလို့စိတ်အားစက်တန်ဆိုတော့သူ့ကိုစပြောကြတယ်ကွာ။ဟိုးငယ်လေးတွေကနေပေါ့။ ကလေးကလေးရတယ်ဟိုတငယ်ချင်းဒရိုက်တာတည်းရိုက်မယ်ဆိုရင်ကိုအိုက်ဒီယာပျော်နေရရိုက်မယ်အဲရိုက်မယ်အဲ့လိုမျိုးအခုကြီးလာတော့တငယ်ချင်းအိုက်တငယ်ချင်းအိုက်တာဘုသူကဒါသူကဒရိုက်တင်းလုပ်ပြီးရဲသူကနေတော့အခုသမီးအကြီးမလေးရိုက်မယ်အေးဟုတ်ပြီအခုပြောထားအေးပြောထားဆိုတပီရိုက်ပါလားဆိုတော့ရိုက်မယ်လေပြီးတော့ရိုက်မယ်ဆိုအာသူကရိုက်တာကိုတချင်း VCD ကာရာအိုကေပေါ့လေတချင်းကကိုပိုင်တန်စင်ဟိုတချင်းဆိုတဲ့ကလေးကလည်းအယောက်ဒီနဲ့လာတဲ့ကလေးလေး ကိုဗန်တန်စင်နဲ့တရှင်းတဲ့ rock အမျိုးသားပေါ့လေအဲ့ဒီကိုလုတ်ပေးပါရမြမြင်လို့တော့ငါတော့သူရိုက်မယ်ဆိုပြီးတာကျန်တဲ့ဒရိုက်တာနဲ့လွှဲထားတယ်လေဒရိုက်တာသူခိုင်းတာတွေဒရိုက်တာတော့ကိုယ်ကသူက talent ရှိတယ်တဲ့ခိုင်းတာအကုန်လုံးချက်ချင်းသူလုပ်လို့သွားတယ်တဲ့အဲနောက်တော့မင်းသားလေးကအဲ့မှာမင်းသားအနေနဲ့ကတော့ဖုံးမြက်လင်းဆွဲအဲ့ဒီဥဆောင်လေးအစ်စ်ကလေးတယောက်အဲသူကတော့မင်းသားပေါ့လေနောက်ဟိုဟိုဟာလေးနဲ့ခုနကတော့အဆူတော့ လေးနဲ့လေအဲသူ၃ယောက်တရုတ်ဆောင်ရတာသူတကယ်ဝင်ရောက်လာပြီဆိုရင်တော့ကိုကလည်းအနှံ့ပေးရမှာပေါ့လေကျန်တဲ့အပိုင်းကတော့ကိုတွေလည်းဘာမှမဟုတ်ဘူးသူရဲ့ကြိုးစားမှုအမှုတရားပါလေဒါပေမဲ့တခုရှိတာကသမီးတို့ကပြောမဲ့တယ်ပြောကိုရိတ်ချင်ရိုက်တဲ့ခါသူတခါမှလိုင်းပြည်ဘူးကိုကလည်းမိသားစုဘယ်တော့မှမခေါ်လူရတိုင်ဝင်နဲ့မိသားစုနဲ့တီးတတ်ပဲထားတာဒီမှာရိုက်ဆရာလေးရှိတယ်ဆိုအဲကားလေးရပ်ပြီးတော့ဝင်ရိုက်လိုက်တယ်ရိုက်လဲပြီးတော့အဲသမီးတို့ကလည်းအဲသူကြည့်တယ်ဒါပဲလောက်ပဲကျန်တဲ့သူတို့တွေ မရိုက်ခွင့်တွေပဲမလိုက်လည်းမလိုက်ခေါ်လည်းမခေါ်အကယ်မီဘွဲပဲသူတိတ်တယ်ရှင်ခေါ်ဦးတဲ့ရှင်ကိုကကိုဖျော်လို့အဲ့ဒါပဲပြောတာဒါပြောလို့မရဘူးဗျာဒါကလေကိုကတော့လုံးစင်ကိုလည်းဒီလောကကိုရောက်ဖို့ဆိုရည်ရွယ်တာမဟုတ်ဘူးကိုကကိုတခြားဟောငါဆယ်ရောင်းအောင်သွားပြီးရင်တော့ငါကျောင်းဆရာလေးလုံးမယ်ဆိုအဲ့ပဲစိတ်ကူးကလေးရင်တာစိတ်ကူးရင်တာပါအဲ့တော့လေမထင်ဘဲဒီရဲ့ရောက်လာရောက်လာပြီးတော့အဲ့ဒါပဲဟောအစတော့ဘိုးရပြီးရင်တော့ ကျောင်းဆရာမလုပ်ခင်ကဟိုကကျောင်းဆရာလုပ်မယ်တော့တင်ဖို့လိုက်မယ်အာစိတ်ကူးနေကျင်တာပါတော့ဒီလောကတွေရောက်သွားပြီးတော့လုံးဝထွက်လို့မရတော့ဒီလောကတွေဝင်ပြီးတော့ထွက်လို့မရအောင်ကျွန်တော်အခုလုံးလုံးစဇန်လန်းတွဲတစ်ခုရိုက်တယ်အဲ့ဒါအခုကြံပြီးတော့ဆက်ရိုက်ပါအဲ့ဒီဘာလဲဘယင်းသူတို့သမီးဆိုတဲ့ဇန်လန်းတွဲအဲ့ရိုက်နေဟောနေ့သစ်စုတော်တော့အားလုံးကျမ်းမာချမ်းသာဘေးဘီရီကင်းဝေးကြပါစေ